ကဲဗုဒ္ဓဘုရားဟူသားသမီးမိတ်ဆွေများအားလုံးအဆက်ဆက်ရရအစဉ်ပြေကြပါစေခင်ဗျာဒါအပြင်ယခုဖြစ်ပေါ်နေသောကဆူပီဆူကနေလည်းဗုဒ္ဓဘုရားဟူသားသမီးပါရင်ကင်းဝေးကြပါစေလို့ဆရာနဲ့အတူဆရာရဲ့အတိုင်းဝိုင်းဟလာဆရာရဲ့မိတ်ဆွေအရင်ရှာတွေမှာမေတ္တာပို့ပို့တာရင်းနဲ့ဆရာကဗုဒ္ဓဘုရားဟူသားသမီးမိတ်ဆွေများအတွက်ကို အဲဟောပြီးပါမယ်ဗုဒ္ဓဘုရားကိုတာသမီတွေအားလုံးပြီးပြရတယ်ဝိပါကြပါစေယခုဖြစ်ပေါ်နေတော့ပြီးမှာဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေဆရာရဲ့အကောင့်ထဲကမိတ်ဆွေများပါလာခင်ဗျာပါရင်ဆရာကိုမှတ်ပြီးခဲ့ပါဦးဘလို့နေနေရတော့ဘလို့နေစားနေကြတော့ကဲဆိုတော့ကောင်းပြီဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေဒီလာတာတော်တွင်မှာဆိုရင် ဒီထက်တာတော့ဒီမှာဆိုရင်ဗုဒ္ဓဖုရောက်သာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအရာရာကို ခยีထွက်ကျင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးလက်ရှိနေရာအလုပ်ကနေမပြောတာမျိုးလေးတွေကြောင့်ယုံထွက်သွားကျင်တဲ့စိတ်ခยีဝေးထွက်သွားကျင်တဲ့စိတ်လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနေရာကိုပြောင်းထွက်သွားကျင်တဲ့စိတ်အဝေးကိုထွက်ပြေးကျင်တဲ့စိတ်မျိုးတွေပေါ်နေသောကာလအပ္ပတာဖြစ်ပါတယ်လက်ရှိရှိနေတဲ့နေရာမှာမပြောတာမျိုးခยีသွားကျင်တဲ့စိတ်တွေတနေရာကိုဘယ်သွားရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတာမျိုးတွေဂျုံကတတ်သောကာလဂျုံနေသောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့တသမိတရားဒီလာတာတော့ပြမှာဆိုရင်အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်ပါတယ်ဆိုတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ်နှစ်ဆကြော်စောတက်တယ်အဲလောကတဘာဝရဲ့နေရာမှာထုံးစံအတိုင်းပဲစိုးတာကိုလုပ်ရင်ပုံမှုပြီးတော့အပြစ်တင်ဝေဖန်တက်သူပေါ်တက်တဲ့အတွက်ကြောင့်မလို့တော့ဒီလာတာတို့မှာအဆိုးပင်ဖြစ်စီအကောင်းပင်ဖြစ်စီကြော်စောတက်တော့တဘောဆောင်ပါတယ်ထို့တူဘုဒ္ဓဘုရားတော်မြတ်ရှိရာဒီလာတာတို့မှာလုပ်ငန်းကိစ္စအလုပ်ကိစ္စဆိုင် MB ကိစ္စဆိုင်ဘုတ်ကိစ္စအမှုပညာဆိုရှယ်မီဒီယာပကြီးပဘူးဗီဒီယိုပေးတာတရုပ်ဆောင်ထင်ပေါ်ကြော်စောမှုကိစ္စလေးတွေမှာတော့အဲရှစ်တူဆောင်ရအတုံးချရင်ကောင်းမွန်အားသာပြီးတဲ့အခါ ဆိုတာလို့ပေါ့မဟုတ်တဲ့သတင်းတွေကိုကိုငကိုကပြီးခဲ့ပြီးသားကိစ္စတွေသတင်းဆိုးတွေသတင်းဟောင်းတွေတပုတ်လေလွင့်နေလဲပဝန်းကျင်မှာပြန်လဲပြောဆိုခံရတတ်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ကိစ္စတွေဒီလိုကြုံတွေ့လာရင်လဲဖြည့်ရှင်းနေတာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်ရှင်းမနေပါနဲ့ရှင်းလေချုပ်လေဖြစ်တတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုကိုတိုင်းဘာမှမကြည့်မဆိုင်ပဲရှေ့လို့ဆောင်ရလောက်ဆောင်ပါကံရဲ့အားသာခြင်းတွေရပါလိမ့်မယ်ကိစ္စပြဿနာဟာ ကြီးမိုးခွန်ရကဲ့ရဲ့ခွန်ရဆိုတဲ့အတိုင်းပဲအချိန်တိုင်းရင်ပြီးသွားပါလိမ့်မယ်။ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်ဒီလတာတော်ဒီမှာဘုဒ္ဓဖူးရအောင်သာမီမစ်ဆွေတို့ကျမကြီးနဲ့ပတ်သက်လို့တော့စစဘဝဘာမှမရှိပါဘူး။ကျမကြီးဟာငွေချေးပေါ်မှာမူတည်နေပြီးငွေဝင်ရင်ကျမကြီးကောင်းပြီးငွေမဝင်ရင်ကျမကြီး မကောင်အသက်ရှင်ချက်တတ်တော့လာဖြစ်တဲ့အတွက်တော့ဗုဒ္ဓဘုရားဥသာသမီးမိတ်ဆွေတို့ကိုအိမ်အောင်ဘတ်ကနော်သူတို့ရဲ့အိမ်အောင်ဘတ်ကတော့ငွေပေးလိုက်ပါချမ်းမာကြီးကောင်းတော့ပါလိမ့်မယ်ဆိုလိုတာကငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းငွေကြီးဟာချမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်အထူးသဖြင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့်အတွေ့လွန်နေတာမျိုးညာအိမ်မပြောတာမျိုးလေးတွေနည်းနည်းလေးတော့ဟိုဟိုအိယာခတ်နေတာမျိုးတွေကြုံရတတ်တယ်သူတို့ဆူဆူဝါးဝါးမရှိပါဘူးဥကောင်းနဲ့ပတ်သက်ပြီးတွေးတိုးတာမျိုးတွေးတက်တာမျိုးလေးတွေအနေငယ်ဖြစ်တာလို့ရင်ဆူဆူဝါးဝါးဘာမှမဖြစ်နိုင်ပါဘူး တို့ပြင်ဗုဒ္ဓရာသမီးမိတ်ဆွေတရားဒီလတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောလဖြစ်တဲ့အတွက်မိမိလက်ထဲမှာငွေကြီးထားတာမျိုးထက်လက်ထဲမှာရှိနေတခုခုကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ယင်းဤလှူဆောင်တာမျိုးဝယ်ထားတာမျိုးကကောင်းပါတယ်မဟုတ်ရင်လက်ရှိမှာငွေကြီးနဲ့ကိုဟာအတူမနေသောလငွေနဲ့ပတ်သက်လာလို့ရှိရင်ငွေနဲ့ ဟိုပတ်စံတဲ့ကိုဟာအကျွေးစီအခေါင်းနဲ့ပန်းလို့ဖြစ်နေတက်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီလာတာတော့ဒီမှာရှိနေရင်လက်ထက်ထားတာတက်ဆရာကိုပြီးရင်ပြီးတာဆရာကိုမပြီးစင်မရှိရင်လည်းယင်းဒီလောက်ဆောင်တာဒါပုံမူအားသာကောင်းမှာပါလိမ့်မယ်ငွေမမြဲတာအကုန်ကြများတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့ပြင်အလုတ်ကိုင်းနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရှိလို့ဆောင်ရပါလုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကိုယ်တိုင်ရှိလို့ဆောင်ရပါဘာကိုဖြစ်ဖြစ်စတင်လုပ်ဆောင်ရတော့ကောင်းသောကာလကောင်းသော လာဖြစ်တယ်ခင်ဗျာတို့အပြင် OA ချမ်းမီဝယ်တာမျိုးလေးတွေရှိလို့ဆိုင်ကလောက်ဆောင်မှာကောင်းပါတယ် OA ချမ်းမီစောက်ချင်းဝယ်ချင်း ရှိတို့ဆောင်ရပါသမီးသားများအနေနဲ့ဆိုရင်လည်းအရှိမေတ္တာကြီးနဲ့ပတ်သက်လာတဲ့အခါရှစ်သူဘဝကိုရက်လို့အိမ်တော်ပြုခြင်းဆေးဆက်ခြင်းအဲလူချင်းမိဘတွေနဲ့ဆေးဆက်တောင်းရန်ခြင်းအလှူဒါနပြုခြင်းထို့သူပဲမင်္ဂလာတွေဖြစ်တဲ့အလှူပွဲရှင်ပြပွဲအဆရှိတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ရည်စူးထားတယ်ဆိုရင်လည်းကျိန်းတိပေါင်းရရှိအောင်လှုပ်ဆောင်နိုင်သောကာလဖြစ်တယ်ထို့အပြင်မြေကိစ္စတွေရှိတို့ဆောင်ရလို့ဆောင်မှာငကူကမပြိမပြတ်ဖြစ်နေတော့အမှုကိစ္စတွေပြပြမှုတွေရရှိစေတတ်ပါတယ်ခင်ဗျာမိမိရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတဲ့သူတွေ အရှုံးအောင်နဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့သူတွေပြန်ပြီးတော့လွတ်မြောက်လာတာမျိုးသတင်းကောင်းကြားရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်ကိုပိုင်လုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရင်နဲ့ပတ်သက်တာတွေရှေ့တို့ဆိုင်ကလှုပ်ဆောင်မှုကောင်းပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာ passport visa လုပ်ငန်းနဲ့ပတ်သက်လာရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင် မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့လို့ဆောင်ရွက်ပါတို့ကြတွင်ကိုနဲ့မဆိုင်သောကိစ္စလေးတွေမှာတတိထားစီရင်ပေးပါကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်ပတ်စံနဲ့ပတ်သက်လို့ရှိရင်ရှိတာမျိုးငါတာမျိုးလေးတွေစုံတာတော့ဒီကြတဲ့စုံမှုများဟပါတယ်ခင်ဗျာနော်ထို့အပြင်ဆွေမျိုးသားချင်းကိစ္စပတ်ဝန်းကျင်ကိစ္စလေးတွေမှာမကောင်းမြင်တာမျိုးမိမိပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်တော့ကပြရတာမျိုးကိုကိုလိုက်ပြီးတော့တပုတ်လေးလွင်ပြောခံရတာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးစိတ်အဆင်မပြေမှုလေးတွေ ုံကတက်တော့လဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုအဖြေရှင်းနေနေတာမျိုးထက်ကိုကိုယ်တိုင်ရည်ကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတာအာသာမှုကောင်းမှုတွေရရှိပြီးကိုယ့်အလုပ်ကိုချစ်တူဆိုင်ကလှုပ်ဆောင်ပါခင်ဗျာဒါဆိုကံကောင်းပါလိမ့်မယ်။သမီးကြီးစားများအနေနဲ့လူငယ်များအနေနဲ့ရှစ်သူကြီးစားမှရှစ်သူတွေအနေနဲ့အဲ အရှိရင်မှာတော့ကံနေပါလေချစ်သူရီစာရှိဖို့ထက်ငွေကုန်ကြီးကြများတာမျိုးရီစာပိုးရတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်ကြများတာမျိုးငွေမမြဲတာမျိုးအရှိရေးကိုဗန်းပြပြီးငွေယုံကြည်မှုတွေကိုဗန်းပြပြီးလိန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ချစ်သူဘက်အိမ်တော်ဘက်နဲ့ပတ်သက်လာချစ်သူတမီစာများနဲ့ပတ်သက်လာရင်တော့လုံးဝလက်လွတ်စပယ်မယုံကြည်ဖို့နဲ့ အဲတတိထားဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြပါရစေပလစ်ခံရတတ်တယ်ပလီခံရတတ်တယ်လို့ပြောတာเนาะအဲသို့တော့တမီးဆမ်းများအနေနဲ့ဆိတ်ဆက်ခြင်းအိမ်အောင်ပြုခြင်းတော့တိုင်မြန်ရန်ရှိတို့ဆောင်ရလှုပ်ဆောင်ရအာတာတော့ကာလဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိမိတို့အနေနဲ့လက်ရှိမှာဗဇက်ခဖရားလက်ကကာယဖြစ်နေတတ်တဲ့အတွက်တော့ဘာသာတရားပုံမှုလုပ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအဋိဋ္ဌံဝင်ခြင်းရင်တော့မဟာတမယတုတ်၁၂ရက်တည်တည်အဋိဋ္ဌံဝင်မှာကံတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေအနေနဲ့ ဒီလက်တာတော့ဒီမှာဖြစ်နိုင်ရင်အတိတ်ကံလဲဝင်သင့်ပါတယ်ခင်ဗျာနော်ရှေ့လာမဲ့ကာလခုနှစ်မှာဆိုရင်လဲဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေကအစမှာနည်းနည်းလေးခက်ခဲတက်တဲ့အတွက်ကြောင့်မလို့တတိထားဆင်ကျင်ပေးဖို့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာအိန်တော်ကြီးအိန်တော်ကြီးနဲ့ပတ်သက်ရင်တော့အဆက်အသွယ်မပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်သောလာဖြစ်တဲ့အပြင်ငကူကပျောက်သောသူတွေရှာလင်တွေ့နိုင်သောလာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအိန်တော်ကြီးနဲ့ပတ်သက်ရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးပြန်လဲတွေ့ရတာမျိုးတွေကြုံသွားတတ်တယ်လို့မိတ်ဆွေတို့အိန်တော်ကြီးနဲ့ပတ်သက်လို့ ဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာကတော့ကစားများလာပြီဆိုရင်တော့ငွေကြီးကြောင်တာလွှဲရင်ကျန်တာဘာမှအဆင်မပြေနိုင်စရာမရှိဘူးချစ်တူအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်ကံကောင်းမှုတွေထက်အဲအေးချမ်းမှုတွေထက်ပျော်ရွှင်မှုတွေကိုများစွာရရှိ ဒုက္ခကိုတော့မခံစားနိုင်ဘူးသို့တော့စိုးရိမ်မှုတွေတော့ပြပြောက်သွားမယ်ကာလာရော့ကျသွားမယ်ကာလာဖြစ်ချောင်းထလောင်းပြောကြလိုက်ပြစီခင်ဗျာစက်ပစ္စည်းရှင်တွေဝင်လာတတ်ပါတယ်ချွေတွေဝင်လာတတ်ပါတယ်စားတောက်ကုန်လုပ်ငန်းတွေစံစီစီစားနဲ့ပတ်သက်တာတွေကိုယ်ပိုင်လုပ်ငန်းတွေဘာကိုပြပြရှေ့တူဆောင်ရလောက်ဆောင်ပါပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးနဲ့ပတ်သက်လို့တိုးတက်နိုင်စရာဘာမှမတွေ့ရတဲ့အတွက်တော့တင်ယူလေ့လာနေတာမျိုးတက်တက်မြောက်ပြီးတော့ပညာကိုရှေ့တူဆောင်ရလောက်ဆောင်တာဟာပုံမှုပြီးတော့ကောင်းမွန်စီတော့လဖြစ်ချောင်းဆရာကထလောင်းပြောလိုက်ပြစီခင်ဗျာ 那还比没水流呢呢。 အထူးသဖြင့်ဒီကာလအတော်တွင်မှာဆိုလို့ရှိရင်မိမိရဲ့မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေနဲ့ပတ်သက်လို့စိတ်တော့ကပေးရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်လောင်းကစားနဲ့ပတ်သက်တာမျိုးအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေမလုပ်ပါနဲ့အလောင်းကစားအပျော်ပါးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးအားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအဆက်ဆက်ရရငကူကသာသမီမရရှိသူတွေသာသမီစုပန်တာမျိုးသာသမီရရှိဖို့တည်င်းကြရတာမျိုးလေးသာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးလေးတွေဖျားစီတွေမှာတောင်း နာမျိုးသူရတတိမေရောနာမှာဖြစ်ဖြစ်လက်စမီမေရောနာဖြစ်ဖြစ်အဆက်ရှိတဲ့မေရောနေနာဖြစ်ဖြစ်ညောင်မြင့်ကြီးကြီးမှာဖြစ်ဖြစ်သာသမီစုပိုင်အေကန်ဒိဋ္ဌ တားယောက်ျားလေးရမယ်လာဖြစ်ပါတယ်တို့တူမိတ်ဆွေတို့ဒီဘုဒ္ဓဘုရားသာသမီတွေကဒီလာတာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်စေရန်အတွက်ဆိုရင်တော့အဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်စေရန်တို့ကဒီလာတာအတော်တွင်မှာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီတနင်္ဂနွေသာသမီတွေနဲ့တွဲဖက်လုပ်ပါအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်အဲအရေးကြီးသောကိစ္စနော်ဟိုလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေက ခီးသွားကိစ္စလေးတွေမှာအေးအေးချမ်းချမ်းနဲ့လုံလုံချုံချုံဖြစ်စီရန်အတွက်ဆိုစနေသားသမီးတို့စနေနေ့တို့မှာသွားတာမျိုးဟာကံကိုကောင်းမွန်တိုတက်စီနိုင်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဟုသားသမီးမိတ်ဆွေများအဖို့ဒီလာတာတော်တွေမှာဆိုရင်အဋိဋ္ဌံတစ်ခုဝင်ပါဆရာတင်ပေးမဲ့ဥကောင်းစီချင်းမင်္ဂလာပြုလုပ်ရန်အတွက် အဲဟိုအတာစားတာပျောက်ရန်အတွက်လည်းဆရာတီးတန့်ဗီဒီယိုတစ်ပုတ်တင်ပေးပါမယ်ပျောက်ရှင်ရင်တော့စောင့်ကြည့်ပါဗျာနော် ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအချိုးပြီးစီတော့အရာအနေနဲ့ဆိုရင်တော့အစိမ်းရောင်ဆင်ဆွဲရောင်အဝါရောင်တွေအချိုးပြီးပါတယ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာချွေကလေးဆောင်သွားတာမျိုးဖြစ်စီနော်ချွေရောင်ဝတ်စားလေးဝတ်သွားတာမျိုးဖြစ်စီချွေရောင်အစာလေးတစ်ခုခုကိုချွေရောင်ကတ်တူစာရွက်လေးတစ်ခုခုကိုလက်ကနေကင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိ စီတော့လာဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းတူအယောင်းထွက်စီမှုတွေဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေတော့ကိုခြွေပန်းငွေပန်းလေးတွေနဲ့ရိုက်တာမျိုးခြွေလာငွေလာပန်းလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းရင်အယောင်းတူအဝယ်တွက်ပြီးတော့အယောင်းဝယ်ကောင်းလာမှာအသေးစားပဲဖြစ်တယ်ခင်ဗျာငွေကြီးနဲ့ပတ်တိုင်တော့ကို့အတွက်ကောင်းပါတယ်သူများအတွက်မကောင်းဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောလိုက်ပါစီယာရုလုပ်ငန်းကိစ္စနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာခြေတူဆောင်ကလှုပ်ဆောင်လို့ကောင်းပေမဲ့ပြည်တွင်းခရီးသွားကိစ္စလေးတွေပြည်တွင်း အဲဆနာလိုပေါ့ဟိုမိသားစုပြည်တွင်းနဲ့ပတ်သက်ပြီးတော့တိုင်းငင်ကိစ္စလေးတွေမှာတော့ခီးသွွားကိစ္စလေးတွေမှာအားနည်းစီတာအတိအကျပဲဖြစ်ပေမဲ့လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းအနေနဲ့ပတ်သက်လို့အကျိုးပေးတယ်နိုင်ငံခြားတိုင်းတစ်ပါးလူမျိုးခြားဘာသာခြားအကူအညီထောက်ကူတွေရရှိတတ်တယ်လို့မိမိတို့အနေနဲ့เนาะမိမိရဲ့ဟိုဆနာလိုပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေဟိုဆနာလိုပေါ့အဆင်ပြေအောင်အောင်မြင်အောင်တိုးတက်အောင်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟို ပဋ္ဌံဇတ်တို့ပုဂ္ဂိုလ်ဇတ်တို့တိုက်ဆွဲတိုက်ဆွဲအဆရှိတဲ့ပုဂ္ဂိုလ်တွေနာမှာပဝါလေးတက်တယ်လှူပြီးတော့တစ္ဆာလေးတံပြုတ်ပြီးတော့အကူညီထောက်ကူကိုရရှိရင်တိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အကျိုးပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်ခွန်နှစ်ကဏ္ဍနှစ်ကဏ္ဍ၆ကဏ္ဍဟာမိတ်ဆွေဘုဒ္ဓဘုရားဟောတသမီးတွေတော့ကံကိုတိုးတက်ကောင်းမွန်စီပြီးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာအဲဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဖရာတရားပုံမှုလုတ်ပြီးမှုလဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်အဆက်ဆက်ရဲ့အောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ 你知道吗？ ရရာနေနဲ့ဆိုရင်တော့မိမိရဲ့အိမ်ဖရားမှာမိမိရဲ့အိမ်ဖရားမှာမြစ်စွာဖရားမှာเนาะဟိုဆွနာလိုပေါ့ဟိုတတိလေးမျိုးတောက်ရည်လေးခွက်နဲ့ဆွနာလိုပေါ့ဆရာတို့တတိရလေးမျိုးတောက်ရည်ကလေးခွက်နဲ့ပန်းလေးမျိုးကိုအဲတရက်မိမိရဲ့မွေးနေ့မနက်9နာရီမကျော်မီမှာအဲမြစ်စွာဖရားကိုပူဇော်ပြီးတော့ခါကြတော့မိမိတို့ရဲ့ပဋ္ဌံပယိရွတ်ဖတ်အားထုတ်ခြင်းဖြင့်ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆဆာရရအစဉ်ပြေအောင်မြင်တိုးတက်လာမာတိကြပဲဖြစ်ပါတယ်ပြဿနာတွေတပုတ်လေးတွင်ပြောခံရတာမျိုးတွေကိုချက်ချင်းမရှင်းပါနဲ့ ရှင်းရင်ပုပ္ပကမှန်ရင်အမားတွေကိုတွန်းပို့သွားတတ်တဲ့သဘောလေးဖြစ်တဲ့အတွက်တော့သတိထားပါအမှုကိစ္စအမွေကိစ္စတွေပြပြအောင်ဆောင်ရွက်စမ်းဆောင်နိုင်တော့လားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပြရစီခင်ဗျအကျိုးပေးစီတော့အရာဟာတော့အရှိစူးစူးအရာ sorry အကျိုးပေးစီတော့အရက်ဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးစန်းဒီယာရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်သတိထားရှင်နေရမယ့်ရက်ကတော့အရှိဆူဆူရက်ဖြစ်ပါတယ်ငွေကြီးကိစ္စတွေမှာလူယုံမလွယ်ပါနဲ့အလိန်ခံရတတ်ပါတယ်တူစင်းမိတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်ဘုဒ္ဓဘုရားတို့တာသမိတ်တွေအားလုံးဒီလက်တာတော့ဒီမှာအဆဆာရရအောင်မြင်တိုးတက်ကြပါစေဆရာကဆူတောင်းရင်းနဲ့လိုအပ်တာတွေကိုတော့1389မှာဗီဒီယိုမှာပဲကြည်ပါလို့ဆရာပြောလိုပါတယ်ခင်ဗျာ